အားလုံးမင်္ဂလာပါခင်ဗျာမင်းခန့်မောင် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့25ရက်9လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအားဖြင့်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့စစ်သည်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံပန်ကြအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ 24ရက်6လ2025ရက်နေ့မှာတော့ရခိုင်ပြည်နယ်မြောက်စမ်းဒေသအတွင်းမှာနေမြေရှင်းလင်းနေတဲ့မြမတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းရင်သူအေအေအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာရန်သူကာကင်းကုန်းနေရာကို သိမ်းပိုက်ရရှိခဲ့ပြီးတော့မိမိဘက်ကစစ်တီတို့မစိုးရင်ရဒဏ်ရာအနေငယ်ရရှိကအကျိုးအမြတ်ရလဒ်နေရာဖြင့် အကြံပတ်တောင်းကျန်းသူအေအေတလောင်းတိုက်80တဲ့တနက်နှစ်လက်တရုတ်လက်ပြပုံ26လုံး40မမဘုံသီး7လုံးအီနာဂါ7လုံးအာဘီဂျီဒုံးသီး2လုံးကြီးအိမ်၄ခုကြီး2000ကျော်ကပတ်တွဲ5ခုအုတ်ထုံ2လုံးနဲ့ပြကျင်းဘန်ကာများကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးကလေးနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ24ရက်9လ2025ရက်နေ့မွန်လွဲပိုင်းအချိန်လောက်မှာတော့မြမတက်မတော်လုံချိုးတပ်ဖွဲ့ဝင်များနယ်မြေရှင်းစစ်ကြောင်းများကကလေးမြို့နယ်ကျန်းသာရွာအနီးမှာနယ်မြေရှင်းလင်းနေခိုက်မှာအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့နဲ့ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်အတွင်းမှာရန်သူဟာအလောင်းများဆွဲ၍ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့လုံညိုတပ်ဖွဲ့ဝင်များက ကျန်သာဒေသတဝိုက်ကိုသိမ်းပိုက်ရရှိခဲ့ပြီးအကျိုးအမြတ်ရလက်အနေအချင်းမိမိဘက်ကထိခိုက်မှုတစုံတရာမရှိပဲရန်သူထံကအကြမ်းဖက်ဗရက်နှလောင်း RPG တလက်ဆက်လက်တလန့်တို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ မကွေးတိုင်းဒေသကြီးပေါင်းမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါရယ်ခင်ဗျာ24ရက်9လ2025ရက်နေ့ညနေပိုင်းအချိန်မှာမကွေးတိုင်းဒေသကြီးပေါင်းမြို့နယ်ပလောင်းရွာအနီးမှာနေမြေရှိနေတဲ့မြမတက်မတော်လုံချိုရေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက်တောင်းကျင်းသူအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကြမ်းဖက်တောင်းကျင်းသူဗရက်၃လောင်းလက်လုံတနက်၅လက်နဲ့ လက်လုံးပိုင်းနှလုံးတို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းဆောင်မလေးကတော့ဇာပိုင်ဆိုးရစ်သားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအယူကြီးနဲ့နတ်ဆန်းကားကိုဘသူကဖမ်းဘသူကငါကွဲသွားစေခဲ့တဲ့ခီးစဉ်တစ်ခုကတော့ရုရှားနဲ့ဘလာရုခီးစဉ်ပါရုရှားနဲ့ဘလာရုနိုင်ငံတွေကတပ်မတော်ကာကွယ်ဦးစီးချုပ်ကို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးဖိတ်ခေါ်ခဲ့တဲ့နေ့ကစပြီး NUG ဟာတပြေးပြေးချင်းမြောင်းနယ်ရောက်ခဲ့ရပါတယ်။အဲဒီနောက်ပိုင်းရုရှားအောင်ပွဲစီးရပြဘင်းစတက်အစည်းအဝေးတရုတ်နိုင်ငံအောင်ပွဲစီးရပြစတဲ့နိုင်ငံတော်အဆင့်ပွဲတွေကိုဦးမရောက်နိုင်ကတပွဲတတိုင်းသူတို့ရဲ့တရားဝင်မှုကတိုးတိုးလာသလား NUG ရဲ့အရေးပါမှုကအောက်ကိုဇောက်ထိုးကျဆင်းသွားပါတယ်။ အခုဒီတစ်ခေါက်နျူကလ িয়ার အကြောင်းဖော်ရန်ဆိုတော့အရင်တစ်ခေါက်တွေမှာ MOU ထိုးထားခဲ့တဲ့အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့တွေကိစ္စဆက်ပြီးတော့အကောင့်ထဲပေါ်နိုင်မှုမျှော်လင့်ပါတယ်ကိုနိုင်ငံသားတွေကိုလျှက်ရှင်ပြီး တူတူတန်တန်ရစေခြင်းနေပါပြီအရင်ဘက်ကဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့အာရှပစိဖိတ်ဒေသကမ္ဘာဆက်ရုပ်အိုလံပစ်ပြိုင်ပွဲမှာမြန်မာနိုင်ငံကကလေးတွေက ချန်ပီယံဆုရခဲ့တယ်တဲ့ တော်လာကြီးရဲ့လို့ဂုံယူဝမ်းမြောက်မိပါရဲ့တလောကလည်းမိုဘိုင်းဂိမ်းပြိုင်ပွဲမှာမြန်မာကလေးတွေချန်ပီယံဖြစ်ခဲ့တယ်မဟုတ်ပါလားဒီကနေ့ယာယီသမရကရုရှားရောက်ရောက်ချင်းမြန်မာចောင်းသားတွေဆောင်ရွက်တဲ့ဤပညာအလုံယုံဆွေးနွေးပွဲတက်ရောက်ခဲ့ပါတယ်ခေါင်းစဉ်ကလူငယ်နဲ့အနာဂတ်မြန်မာတဲ့ဟုတ်တာပေါ့လူငယ်တွေကမြန်မာနိုင်ငံရဲ့အနာဂတ်ပါပဲ။ ခေပညာတဲ့လူငယ်တွေစီကံပြေးွားတဲ့လူငယ်တွေစဉ်စားချင်းချင်းနိုင်စွမ်းမြင်မာတဲ့လူငယ်တွေစူးစမ်းလေ့လာလိုစိတ်ပြင်းပြပြီးနိုင်ငံအတွက် ဆိုတဲ့တိုင်းပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေကသာ နိုင်ငံအနာဂတ်ကို ဖွံ့ဖြိုးတိုးတက်လာဖို့ဆောင်ရွက်နိုင်ရမှာပါကျွန်တော်တို့နိုင်ငံရဲ့ပညာရေးအစဉ်အတန်းဟာလွတ်လပ်ရေးခေတ်ဥကာလများမှာအရှထိပ်သီးဖြစ်ခဲ့ဘူးပါတယ်။သို့တော်လည်း 88ကျောင်းသားမျိုးဆက်တွေပညာရေးထက်နိုင်ငံရေးဘက်ကိုဆက်နွယ်သွားပြီးတဲ့နောက်ပိုင်းမှာနိုင်ငံရဲ့အဓိကယုံတွေကြုံရတွေ့ရနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေကိုအသားပေးနေရတာနဲ့ပဲပညာရေးအပေါ်အာယုံစိုက်နိုင်မှု ရော့ကျလာခဲ့ရပါတယ်။ဒီကြားထဲစာသင်ခန်းထဲဘောမင်ကင်နေရမဲ့ကလေးတွေကို စီရီယန်ဆိုပြီးကျောင်းအပြင်ဆွတ်ထုတ်ခဲ့ကြတဲ့နိုင်ငံရေးသမားတွေကြောင့်လူငယ်တွေဟာသူတို့နဲ့မအပ်စက်တဲ့ လူသက်လက်နက်တွေကိုကင်နေကြရပါတယ် PDF အဖွဲ့တွေရဲ့လေ့ကျင့်ရေးဗီဒီယိုတွေကလေးတွေကိုလက်နက်ကင်ခိုင်းတဲ့ပုံတွေကိုတွေ့မိရင်နိုင်ငံရေးနဲ့ဒီကလေးငယ်လူငယ်တွေနဲ့မဆိုင်ဘူးလေကွာလို့ရေရွတ်မိတာလဲအကျဉ်းချင်းပါပဲဒီလိုအနောက်ရက်တွေအများကြီးတဲကမှတက္ကသိုလ်ဝန်ထမ်းကိုဘာသာစုံဂုံတို့တွေနဲ့အောင်မြင်ရတဲ့ကလေးတွေ အခုလိုနိုင်ငံတွေအများကြီးတဲကမှချန်ပီယံဆိုတဲ့ဂုံဘုတ်ကိုရအောင်ယူလာပေးနိုင်တဲ့ကလေးတွေကိုမြင်ရမှမျော်လင့်ချက်ယောင်ကြီးလေးတွေတော့ရှိပါသေးလားလို့ခံစားမိပါတယ်လောလောဆယ်မှာနိုင်ငံတော်တာဝန်ယူထားတဲ့အရာကြီးသမ္မတအနေနဲ့လဲပညာရေးကိုအလေးပေးတယ်ဆိုတာမြင်ရပါတယ်ငလျင်ဖြစ်တော့ငါလဲကျောင်းတွေကိုဦးစားပေးပြင်ဆင်တာလူငယ်တွေအတွက် နေပြည်တော်မှာနီးပညာဘူရန်တွေအမြဲမပြတ်ဆောင်ရွက်ပေးတာအခုလိုဂုံတုဆောင်ကလေးတွေကိုထိုက်ထိုက်တန်တန်ကြီးမြင့်မြောက်စားတာတွေကို နိုင်ငံတော်မီဒီယာတွေမှာတွေ့ရပါတယ်အခုလုတ်တဲ့လူငယ်နဲ့အနာဂတ်မြန်မာဖိုရမ်မှာပြောသွားတဲ့အထဲမှာပညာရေးမှာအားနည်းချက်တွေရှိနေစေဖြစ်လို့ပြုပြင်ပြောင်းလဲရေးတွေလုပ်ရမယ်ဆိုတဲ့စကားကိုတော့အပြည့်အဝထောက်ခံမိပါတယ် ။ဤပညာတွေအရှင်ယုံနဲ့တိုးတက်လာတဲ့ခေတ်ကြီးမှာကျွန်တော်တို့လူကြီးတွေဟာလူငယ်တွေရဲ့စူးစမ်းလေ့လာနိုင်မှုအားကိုမမီနိုင်ကြတော့ပါဘူး။လူငယ်တွေသင်ယူလေ့လာခွင့်ရအောင်အခွင့်အလမ်းတွေကို ဆောင်ကျင်းပေးယုံ လောက်သာတက်နိုင်ပါတော့တယ်။လူငယ်တွေရဲ့အခွင့်အလမ်းတွေဆိုတာကလည်းစာသင်ကျောင်းတွေတက္ကသိုလ်တွေကနေပဲရရှိနိုင်အောင်ပညာရေးအသံအဝိုင်းကြီးတစ်ခုလုံးကိုအဆင့်မြင့်တင်ရပါဦးမယ်။လူငယ်တွေသက်ဆိုင်ရာကျောင်းတွေမှာပျော်မွေ့နိုင်ဖို့အရေးကတော့ ကျွန်တော်တို့အားလုံးမှာတောင်းဝန်ရှိနေတာမဟုတ်ပါလားဆိုတာကိုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာအောင်နိုင်သူဇွဲကပင်ရေးသားတဲ့နိုင်ငံရေးပေးထားချက်ဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ GNU ထိပ်ပန်းခေါင်းဆောင်တွေအပါအဝင်ရေကောက်ဘွဲကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့အဖွဲ့တွေကိုရေကောက်ဘွဲဥပဒေနဲ့အရေးယူဖို့အမှုဖွင့်ထားကြောင်းဖတ်ရတော့ နိုင်ငံရေးမှာပေးထားချက်တွေရှိတယ်ဆိုတော့ပညာရှင်တယောက်ပြောတဲ့စကားကိုသတိရမိပါတယ်။နိုင်ငံရေးမှာပေးထားချက်ရှိတယ်ဆိုတာအခြားမဟုတ်ပါဘူး။အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံကသတ်မှတ်ပြဋ္ဌာန်းထားတဲ့မာသာလောလိုဥပဒေကစလို့သက်ဆိုင်ရာဥပဒေဤဥပဒေတွေအပြင်သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပေမဲ့အဲ့ဒီနိုင်ငံရဲ့နိုင်ငံရေးဓလေ့လူမှုဓလေ့တွေဟာလည်းနိုင်ငံရေးပေးထားချက်ထဲမှာပါပါတယ်။ ဥပမာဆိုကြပါစို့ဒီမိုကရေစီစနစ်မှာတကမ္ဘာလုံးလေးစားအားကျပါတယ်ဆိုတဲ့အမေရိကန်လိုနိုင်ငံကြီးမှာတော့ပါတီကြီးနှစ်ခုက လွဲလို့ကျန်တဲ့ပါတီသစ်တွေထောင်ခွင့်မရကြပါဘူးတလောကအီလိုမက်တယောက်သက်ပါတီထောင်မယ်ပြောတော့အီလိုမက်ကိုခေါင်းထောင်မရအောင်ဝိုင်းသမားလိုက်ကြတာအီလိုမက်လည်းအသံတောင်မထွက်နိုင်ရှာတော့ပါဘူး တကယ်ဆိုရင်အမေရိကန်ခြေဥ်မှာလဲပါတီသစ်မထောင်ရဘူးလို့တမ်းမြစ်ကန့်သက်ထားတာတော့မဟုတ်ပါဘူးသူ့နိုင်ငံရေးဒလိကိုကနောက်ထပ်ပါတီသစ်တစ်ခုကိုလက်ခံနိုင်တဲ့ဒလိအစင်အလာမရှိလို့ပါပဲဒီလိုပါပဲထိုင်းတို့မြန်မာတို့ရဲ့နိုင်ငံရေးမှာတမတော်ကပါဝင်နေရတာရှိပါတယ်ဒီလိုဘာကြောင့်ပါဝင်ပတ်သက်နေရတယ်လဲမေးရင်လက်တလုံးအမြင် liberal democracy အမြင်နဲ့ကြည်ပြီးဆုံးဖြတ်လို့မရပါဘူး ဒိုင်းကသူ့နိုင်ငံရဲ့အမျိုးသားရေးလို့သတ်မှတ်ထားတဲ့ဘရင်စနစ်ကိုအကာအကွယ်ပေးဖို့လိုအပ်တယ်ဆိုတဲ့အစဉ်အလာယူဆချက်နဲ့တက်ကပန်ဝင်ပတ်သက်နေရတာပါထိုင်းတပ်မတော်ကိုထိုင်းဘရင်တပ်မတော်လို့ခေါ်တာကြည့်ရင်လည်းသိနိုင်ပါတယ်မြန်မာမှာလည်းတပ်မတော်ကနိုင်ငံရေးမှာပန်ဝင်နေရတာဟာလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူပေါ်ပေါက်လာတဲ့ မြမတက်မတော်ဖြစ်သလိုအရေးကြုံတိုင်းဒီတိုင်းမျိုးကို သူကာဝယ်စောင့်ရှောက်ခဲ့ရပါတယ်ဆိုတဲ့သမိုင်းအစဉ်လာတွေအရာပါဝင်ပတ်သက်နေခြင်းဖြစ်တာကိုတွေ့ရပါတယ်။ဒါဝင်အားထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့ရဲ့နိုင်ငံရေးဒလေတွေပါ။ဒါပေမဲ့နိုင်ငံရေးဒလေတိုင်းကတော့မှန်တယ်လို့ပြောမရပြန်ပါဘူး။မှန်တယ်နိုင်ငံရေးဒလေတွေရှိသလိုမှားတဲ့နိုင်ငံရေးဒလေတွေလည်းရှိပါတယ်။ဥပမာဆိုကြပါစို့ အမေရိကန်နဲ့တိုင်းမှာလည်းမြန်မာမာလိုပဲဆန္ဒပြပွဲတွေဖြစ်တဲ့အခါအကျုံကျန်အနာဂိုကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ပြင်းပြင်းထန်ထန်ပြစ်ခတ်နှိမ်နှင်းပါတယ်ဒီလိုနှိမ်နှင်းလို့လဲလူတွေသေဆုံးတန်ရာရတာကစလို့ဖမ်းဆီးခံရသူတွေလည်းအများကြီးရှိကြပါတယ်ဒါပေမဲ့ဒီလိုဖြစ်ရကောင်းလားနှိမ်နှင်းရကောင်းလားဆိုပြီးတည်ဆဲအစိုးရကိုလက်နက်ကင်ပြီးတော်လန်ပုံကန်တာမရှိပါဘူးမရှိနာတော့မဟုတ်ပါဘူး ဒီလိုလက်နက်ကင်တော်လန်ရမယ်ဆိုတာသိပုံတောင်မရပါဘူးသို့တော့မြန်မာမှာကတော့အားလုံးသိကြတဲ့အတိုင်းပဲလက်နက်ကင်တော်လန်ပုံကန်ကြတော့ပြည်တွင်းစစ်ဖြစ်ရတယ်လူတွေဒုက္ခရောက်ကုန်ကြရပါတယ်ဒီလိုမြန်မာမှာဘာကြောင့်ဖြစ်ရတယ်လဲလို့စမ်းစစ်ကြည့်လိုက်တဲ့အခါရဲဘော်သုံးကြိမ်ကဆက်လို့လက်နက်ကင်ပြီးလွတ်လည်ယူခဲ့ရတယ်။ယူနိုင်ခဲ့တယ်ဆိုတော့နိုင်ငံရေးဒလိအမားကြီးအယိုးဆွဲလာခဲ့လို့ပါပဲ။ ဒါအပြင်ပြည်သည်ခေတဲကနာဂန်လိုစိတ်ထက်အာခန်လိုစိတ်ရှိတဲ့မူလဗီဇဒလိတွေကြောင့်လဲပါပါတယ်မြန်မာတွေဘလောက်အထိတော်လန်ပုံကန်လိုစိတ်ဗီဇပြင်းထန်တယ်လဲဆိုရင်အိန္ဒိယကစာလို့တောင်အာရှအရှေ့တောင်အာရှဒေသတစ်ခုလုံးကိုအင်္ဂလိပ်ပြင်သစ်ဓာတ်တို့18ရာစု19ရာစုနယ်ချဲ့စဉ်ကမြန်မာတနိုင်ငံနဲ့ပဲကျူးကျော်စစ်၃ချိန်ဆင်နွှဲပြီးသိမ်းပိုက်ခဲ့ရပါတယ် ဂျန်တဲ့နိုင်ငံတွေကိုကျူးကျော်စေဆင်နွှဲစရာမလိုဘဲသိမ့်ပိုင်နိုင်ခဲ့တာကိုလေ့လာကြည့်ရင်လဲတွေ့ရပါလိမ့်မယ်။ဒါပါတော့လေအဓမ္မာပြောပြခဲ့တဲ့နိုင်ငံရေးပေးထားချက်ကို ပြန်ဆက်ရရင်လက်ရှိအချိန်မှာရွေးပေါ်ပွဲဟာရွေးချယ်စရာမရှိသေးတဲ့နိုင်ငံရေးပေးထားချက်ပါ။ဒီပေးထားချက်ကနေမိမိတို့လိုလားချက်ကို ပြောင်းယူနိုင်အောင်ကြိုးပမ်းဖို့လိုပါတယ်။ဒါကိုတက်မတော်ကလုပ်တဲ့ရွေးကောက်ပွဲဖြစ်လို့ တမရောကနိုင်ငံရေးမှာပါဝင်နေလို့2008ခြေဦးကြောင်တို့အားလုံးပါဝင်ခွင့်မရှိလို့ liberal democracy မစစ်လို့ federal မဖြစ်လို့ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေဟာလက်တွေနဲ့ကင်းကွာလွန်နေပါတယ်ဘယ်နိုင်ငံရဲ့နိုင်ငံရေးပေးထားချက်မှာတော့ပြည်ပြည်စုံနဲ့ပေးထားချက်တွေရှိမှာမဟုတ်ပါဘူးဒီပေးထားချက်ကနေပဲနိုင်ငံရေးကို ရသလောက်လုံရင်တိုးရင်းနေပဲလုံမရတဲ့ဆက်ကြောင်းတွေပေါ်လာပါလိမ့်မယ် အဲ့ဒီဆက်ကြောင်းတွေပေါ်လာကမှဒါဟာဒီနှောင့်ရှိခြေဥရဲ့ဒီပုံမှန်တွေကြောင့်ဒါကဒီလိုဘျူရိုကရက်ရန်ရရတွေကြောင့်ဒါကဂျိုးနီစနစ်ကြောင့်စတဲ့စတဲ့ပြဿနာတွေပေါ်လာကမှလွှတ်တော်ကြီးမှာရှင်းညပြင်ဖို့ကြိုးပမ်းကြဖို့ဗျာဒီလိုဆိုရင်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းတာဖြစ်လို့တိုင်းပြည်ရောပြည်သူပါ မနစ်နာကြတော့ဘူးဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံရေးဆိုတာဂိမ်းတစ်ခုပါပဲသီအိုရီတွေထက်လက်တွေ့ရလက်ထွက်အောင် လုပ်ယူရတဲ့ပညာရပ်တစ်ခုလို့ပြောရင်ပုံပြီးတော့မှန်ပါလိမ့်မယ်ပေးလာတဲ့အခွင့်အရေးကိုအမိရဆုပ်ကန်ရတာရှိသလို တခါတလေကိုယ်တိုင်ကလိုလိုလားလားလုပ်ယူရတာတွေလည်းရှိပါတယ်ဆိုကြပါစို့ ဒီကနေ့ယာယီသမရသွားတဲ့ခီးစဉ်မျိုးဆိုရင်နိုင်ငံရေးဂိမ်းကပိုပြီးတည်တာပါတယ်တက်ရမဲ့ဖိုရန်ကနျူကလ িয়ার နဲ့ဆက်ဆက်တယ်နှစ်80ပြည့်ကြီးကျယ်တဲ့အခမ်းအနားမှာအရှိတောင်အာရှတဲ့ကမြန်မာကိုရုရှားသမရပူတင်ကိုယ်တိုင် ရွေးဖိတ်တာမျိုးကခမရတို့ဆိုရင်ဘလို့တွေးကြည့်လို့ရမလဲဒါနိုင်ငံတော်ရဲ့အရွေးတစ်ခုဖြစ်တယ်ကောင်ဒီဘရန့်ကိုတိဆောင်နေတဲ့ကာလာလဲဖြစ်တယ် နိုင်ငံတော်ရဲ့အရေးပါမှုကိုလည်းမြင်နေရတယ်။ဒီခီးစဉ်ကများတစုံတစ်ခုအကျိုးဖြစ်ထွန်းလာခဲ့ရင်ဆိုတဲ့အတွေးနဲ့တွင်ကျင်းနဲ့ဆရာသိပ်ကောင်းလုံးနေပါပြီ။တချို့ကိစ္စတွေက နိုင်ငံတော်မူဝါဒဖြစ်ပါတဲ့အနာဂတ်ရဲ့ strategy လည်းဖြစ်တယ်။ရုရှားမသွားခင်ထဝယ်အရင်သွားခဲ့တာတွေကိုချိတ်ဆက်စဉ်းစားကြဖို့ဖြစ်ပါတယ်။နိုင်ငံရေးသိပ္ပံဟာနိုင်ငံရေးဖြစ်စဉ်တွေကိုခွဲခြားစိတ်ပြရတဲ့ဘာသာရပ်ပါ။ သူဘာလို့ဂျင်တာလဲသိရသလို ကိုဘာရဂျင်တာလဲပြောရတဲ့အခါမိဖတ်ဆက်ဆံရေးတွေ အာကောင်သွားလေးရှိတတ်ပါတယ်မနေ့ကအကုလသမဂ္ဂမှာလူရှင်တော်ပြောတဲ့စကားတခုကလော့ဂျစ်ကြတာတခုရှိပါတယ်မိဖတ်အင်အာကောင်တဲ့နိုင်ငံမရှိရင်နိုင်ငံရေးကအရွေးမရှိဘူးတဲ့နိုင်ငံရေးမှာမဟာမိတ်ရှိဖို့လိုပါတယ်ဖယားတော်ဟောခဲ့သေးတာပဲမိတ်ဆွေကောင်းရင်ကိစ္စအလုံးပြည့်တယ်တဲ့အဓိက လူငယ်တွေကိုမိုတီပေးချင်တာလို့ပဲ ယူဆရမှာပါတကူတကအချိန်နှစ်တဝက်လောက်ပေးခဲ့တာကဒီလိုအခမ်းအနားရဲ့လေးနက်မှုလို့ပြောရမယ်ထင်ပါတယ်စီစဉ်ပေးနိုင်တဲ့သူတွေကိုကြီးကျူးရမှာဖြစ်သလို လူငယ်တွေကိုတန်ဖိုးထားပေးတဲ့အကြီးအကဲရဲ့စိတ်ကိုလည်းဒီကနေတဆင့်မြင်ကြည့်လို့ရခဲ့တယ်ဆိုတဲ့အကြောင်း လေးစွမ်းစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ် ရှမ်းမိုးတိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ဂျင်းကျွေးလိုက်တာဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ချင်ပါတယ်ခင်ဗျာယူကရိန်းကဆုံးရှုံးထားတဲ့နေမျိုးတွေအလုံးကို ပြန်ရအောင်ဥရောပအကူအညီနဲ့လုပ်နိုင်မယ်လို့စက်တင်ဘာလ23ရက်နေ့မှာယူကရိန်းသမ္မတဇာလင်စကီးကိုပြောလိုက်ပါတယ်ဥရောပနေတိုးရဲ့အကူအညီနဲ့ဆုံးရှုံးထားရတဲ့နေမျိုးတွေအကုန်ပြန်ရနိုင်ုံနေမှာကဘူးဒီတက်ကို ပိုလုံနိုင်ပါလိမ့်မယ်လို့ပြောခဲ့ပါတယ် ဥရောပနေတို့အဖွဲ့ကိုလည်းနေတို့အဖွဲ့ပိုင်းလေပိုင်းနဲ့တဲကိုဝင်လာတဲ့ရုရှားရဲ့လေရင်တွေကိုပစ်ချဖို့တိုက်တွန်းလိုက်တယ်။ဇာလင်စကီပျော်သွားပြီးထရန့်ကိုကျေးဇူးတွေတင်နေတယ်။လေလာနေသူတွေက ထရန့်ရဲ့စိတ်ပြောင်းသွားတာကိုအံ့ဩနေကြပြီးထရန့်မှာခိုင်မာတဲ့မူဝါဒမရှိဘူးလို့ပြောလာကြပါတယ်။မကြခင်ရက်ကပဲယူကရိန်းစစ်ဖြစ်နေတာ သူပတ်စံတွေရနေတယ်နေတို့အဖွဲ့ကလက်နက်တွေဝယ်ပြီ ယူကရိန်းကိုပေးနေကြတယ်လို့ထရန့်ပြောခဲ့ပါတယ်။ဥရောပမှာဆန္ဒပြပွဲတွေဖြစ်နေတဲ့နိုင်ငံတွေဆန္ဒပြနေတာသူများနိုင်ငံနဲ့စစ်တပ်ရင် ရှုံးဖို့ပဲရှိပါတယ်။ရုရှားကိုဥရောပနေတို့အဖွဲ့အမေရိကန်မပါရင်စစ်တိုက်လို့မနိုင်ဘူးဆိုတာလည်းအားလုံးသိကြပါတယ်။မြေပြင်အခြေအနေတွေကလည်းရုရှားကသာတစ်ကြိမ်ပြည်ရင်ဒရုန်း၄900လောက်နဲ့တိုက်ခိုက်နေတာပါဒီအချိန်မှာစွန့်နင်းကန ရုရှားကိုအနိုင်တိုက်မယ်ဆိုတဲ့ဥရောပနဲ့ဇလင်စကီးကိုအမေရိကန်သမ္မတထရန့်ကအမြင်ကပ်လို့တတော်ရှင်းသွားလဲအေးတာပဲဆိုတဲ့စိတ်နဲ့ခြုံပေးလိုက်တာလို့ပဲမြင်ပါတယ်။ပြောမရရင်မြောက်ပေးလိုက်တာမျိုးတခါတလေကိုလည်းလုတ်တက်ပါတယ်။အမေရိကန်ကယူကရိန်းစစ်ကိုရက်စီကျင်းနေတယ်။ဥရောပကယူကရိန်းစစ်မရက်အောင်လက်နက်တွေထောက်ပံ့ပေးနေတယ်။ဥရောပကအစ္စရေးစစ်ကိုရက်စီကျင်းနေတယ်။အမေရိကန်က စစ်မရက်အောင်လက်နက်တွေအစ္စရေးကိုထောက်ပံ့ပေးနေတယ်။ပြင်သစ်သမ္မတမက်ခရွန်ကအစ္စရေးကိုရက်စီနိုင်တာအမေရိကန်သမ္မတပဲရှိတယ်။အစ္စရေးကိုဥရောပကလက်နက်မထောက်ပံ့ပေးဘူးအမေရိကန်ပဲထောက်ပံ့ပေးနေတယ်လို့ BS1 TV သတင်းဌာနကိုနယူးယောက်မှာပြောခဲ့ပါတယ်။ယူကရိန်းစစ်မှာကြတော့ပြင်သစ်သမ္မတပြောတာရဲ့ပြောင်းပြန်ဖြစ်နေပြန်ပါရော။ အမေရိကန်ကယူကရိန်းကိုဥရောပနိုင်ငံတွေပတ်စံပေးမှလက်နက်ပေးတော့တယ်အနောက်နိုင်ငံတွေ တိုင်ပတ်နေကြပါပြီကိုမွေးတဲ့မိကိုပြန်မငိမ့်နိုင်ကြတော့ပါဘူးအချင်းချင်းလည်းမညီကြတော့ပါဘူးယူကရိန်းစင်မီယောလစ်ဘရယ်ပေးတဲ့ရွှေပြောင်းဒုက္ခသည်တွေပြဿနာရောဣသရေစီရောဣသရေရဲ့တပတ်သက်တိုက်ခိုက်မှုကြောင့်ဥရောပရောက်နေတဲ့ရွှေပြောင်းဒုက္ခသည်တွေအပါအဝင်မွတ်စလင်တွေရဲ့ဆန္ဒပြမှုတွေကိုရောမထိန်နိုင်ကြတော့ပါဘူး ထရန့်ကဥရောပကိုစိတ်ကုံနေပြီလို့ခံမှန်းလို့ရပါတယ်။ဥရောပနေတို့အဖွဲ့ကိုရုရှားနဲ့ထိတ်တိုက်တွေ့စေခြင်းသလိုဖြစ်လာပါတယ်။ဖြစ်လာရင်မကောင်းနိုင်ပေမဲ့ဖြစ်ခဲ့ရင်နှစ်ပေါင်းများစွာကဘာကြီးပြန်အေးချမ်းလာနိုင်စရာရှိပါတယ်။ရန်စွယ်ငေါငေါထနေတဲ့ဥရောပပြားဝတ်သွားတာမျိုးဖြစ်သွားနိုင်လို့ပါ။ရုရှားလည်းအညွန်ကျိုးသွားနိုင်ပြီးဒုတိယကဘာစစ်တုံးကလို့အမေရိကန်လက်နက်ရောင်းပြီး ပြန်ချမ်းသာလာနိုင်ပါတယ်ဒုတိယကမ္ဘာစစ်နဲ့မတူတဲ့ကိစ္စက တခုကတော့တရုတ်ပို့ပြီးတော့ကြီးထွားသွားမယ်ဆိုတဲ့ကိစ္စပါအဲ့ဒီအနေအထားကိုအမေရိကန်သမ္မတထရန့်ကမြင်နေပေမဲ့ရန်လိုတဲ့ဥရောပကမမြင်သေးပါဘူးယူကရိန်းကဆုံးရှုံးထားတဲ့နယ်မြေတွေပြန်ရယုံမကဘူးဒီထက်ပိုလုံနိုင်လိမ့်မယ်လို့အမေရိကန်သမ္မတထရန့်ပြောတာနဲ့ ဥရောပနေတို့အဖွဲ့ကိုလေပိုင်တဲ့ဝင်လာတဲ့ရုရှားလေရင်တွေကိုပစ်ချလို့ပြောတာအမြင်ကပ်လို့ပြောလိုက်တာပါ ပြောရရင်အမြင်ကပ်လို့ထွေးမရအမရဖြစ်အောင်ဂျင်းကျွေးလိုက်တာ ဖြစ်ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံပန်ကြအပ်ပါတယ်ခင်ဗျာမိတ်ဆွေများရဲ့ချင်းမြူစားချက်အသီးသီးကိုလည်း ရိုင်းဆိုင်မှုပေါ်မှာကွန်မန်မှာဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်ပါပါ